ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုဒါ Super Sunday မှာတော့ England Premier League ရဲ့ပွဲကြီးပွဲကောင်းတွေကုန်ကန်သွားတယ်။တစ်ချိန်တည်းမှာပဲဒါကျွန်တော်တို့ဥရောပရဲ့တခြားပွဲစဉ်တွေလည်းကန်တယ်။ဆိုစနေနေ့မှာကန်တဲ့ပွဲကမရှိဘူးပေါ့လေ Africa Final ပွဲရှိပြီးတော့တနင်္ဂနွေနေ့မှာတော့ကျွန်တော်တို့ ်ပွဲကောင်းတွေအများကြီးကန်တယ်ဆိုတော့အစောဆုံးပွဲက Everton နဲ့ Southampton ပွဲရှိတယ်ပြီးတော့ဒါ West Ham နဲ့ Champions League ဝင်ပွဲရဖို့ကြိုးစားနေတဲ့ Northern Forest အပါဝင် Tottenham သွားတဲ့ Nottingham ရဲ့ Leicester City နဲ့ Ipswich Town ရဲ့နောက် Brentford နဲ့ Fulham ရဲ့ပြီးတော့မှ Arsenal နဲ့ Newcastle ဆိုတော့ Newcastle Arsenal ကအဆင့်နှစ်နေရာအတွက်အပြိုင်လူနေရတဲ့ Nottingham ရဲ့ပွဲလည်းပါတယ် ွဲကတော့ပွဲကောင်းနေပေါ့လေဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ချန်ပီယံလိဝင်ဝင်တော့ဒါတကယ်ကိုအဆုံးဖြတ်ပြီးမယ်နျူကာဆယ်အာဆနယ်ပွဲဒီပွဲကနျူကာဆယ်ကနိုင်ရင်အဆင့်နှစ်ကိုတက်လန်းခွင့်ရမယ်သူတို့နောက်ဆုံးပွဲကအေဗာတန်နဲ့ခံရမယ်အဲတဖက်ကအာစနယ်သင်းကဒီနေ့ပွဲကိုအနိုင်ရရင်တေချာပေါက်ရာသီနှစ်နဲ့အဆုံးတက်မယ် လူကာဆေဟာဒီယာဒီမာအာစနယ်ကိုသုံးပွဲတည်တည်နိုင်ထားတယ်ရှုံးပွဲမရှိသေးမရှိပေးကိုတောင်မရှိပဲနဲ့သုံးပွဲလုံးနိုင်ထားတယ်ဆိုတော့ဒီပွဲမှာလည်းသူတို့ရဲ့ confidence အပြည့်ပဲပွဲမတိုင်ခင်မှာဒါပေါင်ချန်တန်ရာခဲ့တဲ့ဒါဒီအာလစနာအီဆက်မပါလို့ယူကာဆယ်တိုက်စစ်ကခါလဝါဆင်နဲ့ပွဲထွက်ခဲ့တယ်သူတို့ကတော့သတိပတ်ပုံစံကစားပြီးတော့ဒါဒမ်ပန်းရဲ့ဒါ7 boatman ရဲ့ရှာနဲ့ကစားပြီးတော့ ဝင်းလင်ကဒါဆန်တိုထိုနာလီကိုဂူမာရစ်နဲ့ထားပြီးတိုက်စစ်ကဟာဗီဘန်ဆိုနောက်တစ်ဖက်ကအန်ဒရီကော်ဒန်နဲ့ကာလွန်ဝက်ဆန်အာစနယ်ကတော့ဒါဒုတိယပိုင်းမှာဒီခိုင်ဟာဗတ်ဝင်လာတဲ့တိုက်စစ်ကတော့ပခိုင်ယူဆာကထရော့ဆော မာတင်နယ်လီကိုအိုဒီကပါတီနဲ့ right အတွဲကိုပဲထားပြီးတော့ခန်းစစ်မှာဘန်ဝိုင်းနဲ့မိုင်းလူးစ်ကယ်လီကဝီလျံဆလီပါနဲ့ဒါရက်ကိုခီဗီယိုနဲ့တွဲတယ်ဒီနေ့အစောပိုင်းမိနစ်ဒီမှာနျူကာဆယ်ကစားဖို့တော်တော်လေးကောင်းတယ်အဲ့နျူကာဆယ်ကစားဖို့ကောင်းလို့လည်းအာဆယ်ဟာအစောပိုင်းမိနစ်ဒီမှာတောက်လျှောက်ရုန်းကန်ရကျွန်တော်အထင်တော့ပထမပိုင်းမိနစ်20အစိတ်လောက်ထိကနျူကာဆယ်ကြီးပဲဒါအာဆနယ်ရဲ့ကွင်းလေကိုလွယ်လွယ်လေးကျော်ဖြတ်သွားပြီးတော့တစ်ချိန်မှတစ်ချိန်မှအချိန်တိုင်းမှတိုက်စစ်ဆင်ကစားသွားတယ်သူတို့လုံလောက်တဲ့ချန်စီကိုပထမပိုင်းမှာတော် ော်လေး create လုပ်သွားတယ်။ဘွဲက Arsenal တော်တော် strike ဖြစ်နေတဲ့အချိန်မှာ Newcastle က Tino Livramento တို့နောက်တစ်ဘက်ကဒီ half ဒီ Harvey Barnes တို့တစ်ဘက်က Tamban အပိုင်ကောင်းတိုက်ခွင့်ရတယ်။နောက်သင်္ကောင်းဆောင်ဘရူနိုဂူမာရစ်ပါဝင်သူတို့ချက်စီတော်တော်လေးရတယ်ပွဲကအစောပိုင်းမှာအာဆင်ကလှန့်လုတာတော့မရဘူးဒါအာဆင်ရဲ့ attacking ဘိုင်းကိုညူကာဆယ်ထိန်းချုပ်ထားတယ်ဘခါယိုဆာကာယောမာတင်နယ်လီယောတောင်ဝင်နှစ်ဖက်ကလှုပ်လို့တော့မရဘူးဒါပေမဲ့ ဒုတိယပိုင်းရောက်တဲ့အချိန်မှာဆင်က different game ဖြစ်သွားပထမပိုင်းတော့ကအလုံးမဖြစ်တဲ့အသင်းရဲ့တိုက်စစ်တွဲတွေအကုန်လုံးကပူကောင်းလာတယ်ပူမြန်လာတယ်အဓိကတော့ dendrolite ဆီကိုဘလုံးတွေပူရလာတယ်စပြီးတော့အတိုက်စစ်ဆင်ရင်တဲ့ဒါဒုတိယပိုင်း is မှာပဲဒါ dendrolite ကဒီပွဲရဲ့တလုံးနဲ့တော့အနိုင်ကို rice ကတော့ drd ပေါ့ drd လို့ပြောလို့200သီးစက်တိုက်ဒါတကယ် rush ကအစရဲ့အကောင်းဆုံးကစားမှာပဲတကယ်ကိုအရေးသွေးမြင့်တဲ့ performance ကိုအပတ်တိုင်းပျောက်ရှောက်ပြသခဲ့ပြီးတော့ ဒီပွဲမှာလည်းခြေစွမ်းပြသွားတယ်သူရဲ့ဒလုံးတဲတော့ကိုမာတီအိုဒီကပြီးတဲ့အလုံးကဒီပွဲရဲ့အနိုင်ကိုပဲဒီကတော့အာစနယ်ဟာညူကာဆင်တဲ့ပွဲမှာနိုင်ဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့အခုနောက်ဆုံးတွေ့တဲ့ညူကာဆင်ရဲ့စိတ်ဂျေးဆစ်ဘက်မှာအာစနယ်နောက်ဆုံး၃နှစ်မှာနှစ်ကြိမ်ရှုံးထားတယ် နှစ်ချိန်ရှုံးထားတယ်နောက်သူတို့အမရိတ်မှာတပွဲတည်တပွဲနိုင်ထားတယ်ဆိုတော့ညူကာဆယ်ကအခုနောက်ပိုင်းမှာရလဒ်ဒီနည်းနည်းလေးအာဆင်ကိုအသာစီးရလာပြီဒါကိုအာဆင်ကတုံ့ပြန်ဖို့လိုအပ်တယ်ခါတခြားရှုံးအသင်းတသင်းကကိုအသင်းကိုအသာစီးရလဲရသွားရင်အဲ့အသင်းကိုနိုင်ရဖို့ခက်တယ်ဆိုတော့ဒီပွဲကအာဆင်အတွက်ဒါတကယ်ကိုအရေးပါတဲ့ ါအနိုင်ကိုဖြစ်တယ်ဒါ right ကတလုံးတဲသောကိုကအာစနယ်ကိုအနိုင်ရစေတယ်ဒါသူသဖြင့်ဒီနေ့ပွဲမှာဆို David Raya man of the match ရတယ်ကျွန်တော် personally ဆို Raya တော်တော်လေးကောင်းတယ်အစောပိုင်း minute 20လောက်မှာသူ shaky moment တွေရှိတယ်ဒါပေမဲ့တကယ်တမ်းအရေးကြီးတဲ့အပိုင်လုံးတွေလည်းသူတောင်းလျှောက်ဆေးသွားတယ်နောက် Jacob Kivio တော်တော်လေးတည်ငြိမ်တယ်ရိုက်ကတော့ထုံးစံတာအာစနယ်ရဲ့ ကောင်းဆုံးကစားမတွေတကတယောက်ဖြစ်တယ်ဒါအာစနယ်သင်းကအိမ်ကွင်းမှာဒါထုံးစံတိုင်းပေါ့လေတကူကုန်းရှိနေနိုင်လို့ဒါနိုင်ပွဲပြောက်မှုကိုသူတို့အဆုံးတတ်လိုက်တယ်အဲ့နေရာမှာ Northern Forest ကအဝေးကွင်းကစားပြီးတော့ West Side ကိုဒါနှစ်ကူးတစ်ကူးနဲ့နိုင်တယ်ဒီဘွဲကလည်း Forest အရေးပါတယ်ဘာကြောင့်အရေးပါလဲဆိုတော့တကယ်လို့ Forest ကဒီဘွဲမနိုင် Champion League မင်းလို့ရပြီခုကကသူတို့မှာ chance ရှိသေးတယ်ဒါပေမဲ့အဲ့ဒါလည်း Aston Villa ပေါ်မှာလည်းမတည်တယ်ဒါပေမဲ့ Newcastle ကလည်းဒါ Arsenal ရဲ့ဘွဲက ရှုံးလိုက်တဲ့အတွက်ကြောင့်ဒါအဲ့တတရားနဲ့စရုထဒါတတရားစရုထပစ္စမအဲ့ Manchester City နဲ့ Forest ကအကုန်လုံးကတကယ့်ကိုရမှတ်ကတမှတ်ပဲကွာတယ်။ဒါကတော်တော်ထိုက်ဖြစ်သွားတယ်။ Man City ကတော့တပွဲချန်ပေါ်လို့သူတို့အခြားရဲ့မှာဘုံမောင်းလေးခံရမယ်။ဒါပေမဲ့လက်ရှိနေထားရပြောရင်ဘယ်လိုပြောမလဲ။ Forest က ဒါ favorite အားဖြင့်အောက်ဆုံးမှာတော့ရှီကောင်းရှီမယ်ဒါပေမဲ့သူတို့အိမ်ခွေးမှာကမ်းမဲ့ Chelsea ဘက်ကသူတို့အတွက် crucial ဖြစ်နိုင်တယ်တကယ်လို့ Aston Villa ဘက်ရလာတာမကောင်းခဲ့ရင်ဆိုတော့ဒါသူတို့မှာ chance ရှိတယ်ဒီနေ့ဘက်မှာဒါ West Ham ကိုမှအမှားပေါ့လေ Arriola ရဲ့အပားကနေ Morgan Key Points က goal တွင်းတယ်အဲ့ goal ကပဲဟိုတနေ့ကပဲကိုမှာဖြစ်ပြီးစေုပ်တင်လိုက်ရတဲ့ Taiwo Wonyi ဘောကိုဒါဒီ goal နဲ့ပတ်သက်ပြီးသူနဲ့သူသူတို့အတွက် celebrate ဖြစ်ခဲ့ပြီးတော့မှဒါဒုတိယပိုင်းပါဗောလေဒါပြောပြမယ်ဝက်ဆန်အသင်းကိုတောက်လျှောက်ဘဲဖောရက်စ်ကဖိထားတာ ဒါ Forest ကပြစ်ထားပြီးတော့မှ62နှစ်မြေမှာအန်တနီအီလန်ကာရဲ့ပေးတဲ့ diet free kick ကနေမီလန်ကိုဗစ်ကခေါင်းတိုက်တယ်။ဒါမီလန်ကိုဗစ်လည်းကျွန်တော် DRC Forest မှာတော်တော်လေးသဘောကျတယ်။ဒါအန်တနီအီလန်ကာဆို DRC မှာ assist တွေဖန်တီးမှုတွေတော်တော်လေးများပြီးတော့အဲ့နောက်ပိုင်းမှာပဲ2နှစ်ဖြစ်ပြီးတော့မှပွဲပြီးကန်ဒီဒါဘယ်လိုပြောမလဲ အချိန်ကြာမှမိနစ်86မှဂျာရက်ဘူဝင်တလုံးပြန်သွင်းတယ်ဆိုတော့ Forest ကသူတို့အလုပ်ကိုသူတို့အရေးပါတဲ့အချိန်မှာလုပ်ပြီးတော့သူတို့နိုင်ပွဲရသွားတယ်ဒါတန်းစင်ဆောင်ကအသင်းဒီထဲမှာ Leicester က Ipswich Town ကိုနိုင်တယ်ဒါဒီပွဲက Jimmy Vardy ရဲ့ပွဲငါးရပြင်နိုင်ပွဲဖြစ်ပြီးတော့ဒါပွဲငါးဖြစ်ဖြစ်ပြီးတော့ Ipswich Town ကိုဒါ Leicester City က Jimmy Vardy အပါဝင်သွင်းကိုဒီနဲ့နှစ်ကိုးပြတ်နေနိုင်ပြီးတော့ Bradford နဲ့ Fulham ကတော့ Bradford ကို Fulham က3-2နဲ့နိုင်တယ်။ဒီပွဲကအစောပိုင်းလုံးကဆိုရင်တော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲ။ဒါပေမဲ့ Crystal Palace က FA ကရလိုက်တဲ့အတွက်ဒါ UEFA ကနေရာအတွက်က Crystal Palace ဝင်သွားတဲ့အတွက်ကြောင့်ဒါ Europa League ဝင်သွားတဲ့အတွက်ကြောင့်ဒါ Bradford တို့ Fulham တို့အတွက်က chance မရှိတော့ဘူး။အစောပိုင်းလုံးဆိုတော့သူတို့ကန်အောင်ပါ။အခုကဒီပွဲကဒီ Crystal Palace ကအဖေကအောင်ပွဲကြောင့်ဒါသူတို့ကိုယ်တိုင်လည်း pressure မရှိတော့အချိန်မှာဒါ Fulham ကအဝေးကွင်းကနေဒါ Bradford ကနေ Bradford ကအစောကြီးတဲ့က တလုံးသွင်းထားတယ်ပြီးတော့ပွဲကိုဥဆောင်ခဲ့ပြီးတော့မှမိနစ်ပိုင်းလေးပေါ့လေဒုတိယပိုင်း10မိနစ်အတွင်းမှာနှစ်ကိုးဆက်တိုက်ပေးလိုက်ရတယ်ဒီနေ့ပွဲမှာဆိုရင် Brian Ambumo ပနဒီလွဲချော်ခဲ့တယ် Yoel Wissa Ambumo ပထမတလုံးသွင်းတယ် Wissa တလုံးသွင်းတယ်ဒါပေမဲ့ Ambumo ကိုယ်တိုင်ပနဒီလွဲချော်ပြီးပထမပိုင်းမှာ 3C ဒါဘယ်လိုပြောမလဲ ဖြစ်မဲ့သူ3 1ဖြစ်မဲ့အချိန်မှာဆိုတော့ raw happiness ကခေါင်းတိုက်ပြီးတွေးပြီးတော့ဗာ 1C ဖြစ်ပေမဲ့ Fulham ရဲ့ဂိုးတွေကို Bradford ဥဆောင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာဇက်တိုက်ပဲ Tom Cardy နဲ့ Harry Wilson က2မိနစ်တွင်ငိုးသွင်းပြီးတော့ Fulham က3-2နဲ့နိုင်သွားတယ်။အဲတစ်ချိန်တည်းမှာပဲအခြားပွဲထဲမှာ Everton ကသူတို့ရဲ့ Goodison Park နောက်ဆုံးပွဲပေါ့လေ။ဒီပွဲက Goodison မှာနောက်ဆုံးကန်တဲ့ပွဲဖြစ်ပြီးတော့ Everton ပေးသက်တည်နေတဲ့အတူအသေးတာဝန်ရှိသူတွေနောက်ဆုံးအောင်ပွဲခံတယ်။ဒါသူတို့အိမ်ပွဲမှာပဲအခြားရဲ့တွင်ကို2-0နဲ့ Everton နိုင်သလို ခရစ်စစ်ဘက်မှာအေဗာတန်ဟာပွဲပေါင်း2,986ပွဲကစားခဲ့တယ်1,539ပွဲနိုင်660သေး592ပွဲရှုံးတယ်သူတို့ရဲ့အိမ်ကွေးရဲ့နောက်ဆုံးပွဲနဲ့အဆုံးသတ်သွားတယ်ဆိုတော့ဒါအခုလောလောဆယ်အင်္ဂလန်ပရီးမီးယားလိမှာလီဗာပူးကမန်ဒီမှာကံမဲ့အချိန်မှာသူတို့က83အာစတယ်ကခရစ်စစ်တီယူကာဆယ်66ချယ်ဆီ66မန်အက်စမီလာ66မန်စီးတီးကတပွဲရော65ဖောရက်စ်က65ဖြစ်ပြီးတော့ဒါအခုဒီ Champion League ဝင်ပွဲအဆင့်3 4 5 6 9ကတမတ်အကွာပဲရှိပြီးတော့တကယ်ကိုကြိတ်နေ ရှိပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ရာသီပိတ်ကိုစောင့်ကြည့်ရတော့မှာပါအားလုံးချင်းဒီမှာလေး